ဝင်ငွေကောင်းပြီးတော့မြန်မာနိုင်ငံမှာတရားဝင်လုပ်လို့ရတဲ့စီးပွားရေးအခွင့်အလမ်းတစ်ခုကိုလည်းရှာဖွေနေတယ်။ကိုကစီးပွားရေးလုပ်ငန်းရှင်ဖြစ်ပေမဲ့အခုလိုအဖက်ဖက်ကခက်ခဲနေတဲ့အခြေအနေမျိုးမှာနောက်ထပ်ဝင်ငွေရမယ့်စီးပွားရေးအခွင့်အလမ်းတစ်ခုကိုတိတ်ကိုရာထောင်ကြီးရင်းနှီးမြှုပ်နှံပြီးတော့လုပ်ရမှာမျိုးကိုလည်းမလုပ်ချင်တော့ဘူး။ကိုရွေးချယ်ပြီးတော့အတစ်ထပ်လုပ်လိုက်တဲ့စီးပွားရေးကလည်းအခုလက်ရှိအနေအထားမှာမြန်မာနိုင်ငံသားတွေအတွက်တကယ်အကျိုးရှိပြီးတော့တကယ်လိုအပ်တာမျိုးလည်းဖြစ်စေခြင်းနဲ့ ကိုကငွေကြေးအဖြစ် investment တွေအများကြီးတော့မလုပ်နိုင်တော့ဘူးတို့ပေမဲ့လုံအားဆိုင်နဲ့အချိန်ဆိုင်နဲ့စူးစမ်းပြီးတော့လေ့လာမယ်စူးစမ်းပြီးတော့သင်ယူမယ်ကို့အတွက်အကျိုးရှိမယ်လူသားတွေအတွက်အကျိုးရှိမယ်ဒီ business ကနေဝင်ငွေတွေအများကြီးရှာလို့ရမယ်ဆိုလို့ရှိရင် အတကုံစူးစမ်းမယ်ကိုစူးစမ်းရင်စူးစမ်းသလောက်အချိန်ပေးရင်ပေးသလောက်ကိုဝင်ငွေတွေအများကြီးရှာလို့ရမယ်ကို့အတွက်အခွင့်အလမ်းတွေအများကြီးရှိမယ်တခြားအကျိုးခံစား권တွေအများကြီးရှိမယ်ရပိုင်권တွေအများကြီးရှိတဲ့စီးပွားရေးအခွင့်အလမ်းတစ်တရက်ကိုရှာဖွေနေတယ်ဆိုလို့ရှိရင်ဖြစ်မဲ့လို့အင်္ဂလန်အခြေစိုက် Prudential Myanmar Life Insurance Company နဲ့လက်တွဲပြီးတော့ Financial Advisor လို့ခေါ်တဲ့အသက်အမကန်ကိုယ်စားလှယ်အလုပ်လုပ်ဖို့အတွက်ကိုဖိတ်ခေါ်ပါတယ်။အသက်အမကန်ဆိုတာဘယ်လိုမျိုးလဲဆိုလို့ရှိရင်အခုဆွေးနွေးတို့မြန်မာနိုင်ငံမှာဆိုရင်တဘာဝဘေးတွေဖြစ်တယ်၊ရေဘေးတွေဖြစ်တယ်၊ငလင်ဘေးတွေဖြစ်တယ်၊ဖြည့်ဆည်းဆုံးရှုံးမှုတွေအများကြီးဖြစ်တယ်။ကိုယ်မိသားစုထဲမှာကိုယ့်ဘဝဝင်ခြင်းထဲမှာကိုယ့်ဆွေမျိုးတွေထဲမှာ ကိုနေတဲ့မြို့နယ်ပတ်ဝန်းကျင်တဝိုက်မှာအိမ်တော်ဦးစီးတယောက်ယောက်မိသားစုတစ်ခုခုရုတ်တရက်သာဆုံးပါသွားခဲ့တယ်ဆိုလို့ရှိရင်ကြံခဲ့တဲ့မိသားစုကသူတို့မိဖို့ရသူတို့အားထားရာအိမ်တော်ဦးစီးမိခင်ဖခင်ရုတ်တရက်ပြိုလဲသွားပြီဖြစ်တဲ့အတွက်ကြံတဲ့မိသားစုကအများကြီးဆုံးရှုံးနေတာပါပဲအများကြီးဒုက္ခရောက်ရပါတယ်ဥပမာကိုကကားပိုင်ရှင်ဆိုလို့ရှိရင် ကိုကားကိုကိုကားအပြင်ဘက်မှာရက်ထားတယ်ဒါပေမဲ့ကိုကားမှာအာမခံရှိနေတယ်ကိုကားသာရုံတရက်သဘာဝဘေးတစ်ခုခုကြောင့်ပြင်းစင်းဆုံးရှုံးသွားခဲ့ရင်ကို့အတွက်စိုးရိမ်စရာမရှိဘူးဘာကြောင့်လဲဆိုတော့ insurance ထားထားလို့အာမခံထားထားလို့ကားတံမိုးက3900တန်းရင်ပြင်းစင်းဆုံးရှုံးသွားရင်3900ပြန်ရမယ်ကားတံမိုးက3000တန်းရင်ပြင်းစင်းဆုံးရှုံးသွားရင်3000ပြန်ရမယ်အိမ်နေဆိုလို့ရှိရင်လည်း တွိုင်းလိုင်းရင်းနဲ့ရုတ်တရက်မီးလန့်တဲ့အတန်ကြာရင်ကိုမျိုးနေနေနေတယ်ကို့အိမ်နဲ့နေတယ်ဆိုဒိန်းနေဆိုကိုစိတ်ကူပဲစိတ်ကူပေမဲ့ကို့အိမ်ကမီးရမခံလို့မျိုးထားထားတယ်ဆိုလို့ရှိရင်ဘာမှမထားထားတဲ့သူလောက်တော့စိုးရင်တော့ကများမှာမဟုတ်ဘူးကို့အိမ်ကသိန်း900တန်ခဲ့ရင်မီးလောင်ပြီးတော့ပြည့်စည်ဆုံးရှုံးသွားခဲ့ရင်သိန်း900ပြန်ရမယ်ကို့အိမ်ကသိန်း1000တန်ခဲ့ရင်မီးလောင်ပြီးတော့ပြည့်စည်ဆုံးရှုံးသွားခဲ့ရင်သိန်း1000ပြန်ရမ အဲ့ဒီလိုမျိုးတက်မဲ့ပစ္စည်းတွေတော့အကာအကွယ်ထားရှိရကောင်းမှန်းတိကျပေမဲ့ကိုနေတဲ့မြို့ကိုနေတဲ့လမ်းကိုနေတဲ့ရက်ွက်ကိုနေတဲ့တိုက်အိမ်စိတ်တကားလိုက်ခောက်ပြီးတော့စစ်တမ်းလိုက်ခောက်ကြည့်ကြည့်အသက်အမကန် life insurance ထားထားတဲ့ အိမ်တော်ဦးစီးဘယ်နှယောက်ရှိလဲလို့စစ်တမ်းလိုက်ောက်ကြည့်လို့ရတယ်ဆိုတော့ဒီ business ကတကယ်ကိုမြန်မာနိုင်ငံမှာအရန် potential ရှိပြီးတော့အခုလိုမျိုးမြန်မာနိုင်ငံမှာကပ်ဘေးတွေတဘာဝဘေးတွေမမျော်လင့်တဲ့အခက်အခဲတွေမမျော်လင့်တဲ့ကျင်းတဲ့ချက်တွေအမျိုးမျိုးနဲ့ဆုံးရှုံးနိုင်ခြင်းအများကြီးဖြစ်နေတဲ့အချိန်မှာမြန်မာနိုင်ငံသားတွေအတွက်အသက်အမှတ်ကန် life insurance ဆိုတာဒီတကယ်ကိုပို့ပြီးတော့လိုအပ်ပါတယ်မြန်မာနိုင်ငံမှာလုံခဲ့တဲ့10နှစ်ကျော်လောက်တုန်းကဆိုရင်တယ်လီကောင်းတွေစပြီးတော့ခေတ်စားတဲ့အချိန် ဒီ Orido တို့ Telinor တို့ဆိုရင် promotion တွေ marketing တွေအကြီးအကျယ်လို့ဥမာ KB တက်ခဲ့ဆိုလို့ရှိရင်လည်း KB application ကိုတုံးတက်ဖို့အတွက်ဘန်ဝန်နှန်းတွေက site တွေအိမ်တွေအထိကို marketing စင်းပြီးတော့တည်တည်ချာချာကို KB ဘလို့သုံးရမလဲကိုတည်တည်ချာချာသင်ပေးသွားကြတယ်တည်တည်ချာချာကို knowledge sharing တွေလုပ်သွားကြတယ်အခုလိုမျိုးစေစုနှစ်တစ်ခုကျော်လာတဲ့အခါမှာ Telinor လိုမျိုး Orido လိုမျိုးကလည်းလူတိုင်းရဲ့လက်ထဲမှာအဲ့ဒီဖုန်းကတ်တွေကရှိနေပြီးအဲ KB application ဆိုတာလေလူတိုင်းလူတိုင်းရဲ့ဖုန်းထဲမှာကိုရှိနေပြီး ်အခုအချိန်မှာတယ်လီနော်ကိုသုံးဖို့အိုရီတူကိုသုံးဖို့မာကတ်တင်းစင်းဖို့လိုသေးလားဆိုလို့ရှိရင်မလိုတော့ဘူးကေဘေးကိုဘယ်လိုသုံးရမလဲလို့အခုအချိန်မှာမာကတ်တင်းစင်းဖို့ knowledge sharing လုပ်ဖို့လိုသေးလားဆိုရင်မလိုတော့ဘူး အဲ့ဒီလိုပဲအသက်အမကန် life insurance ဆိုတာလေအခုမြန်မာနိုင်ငံမှာစပြီးတော့ထုံးကားဖို့ခြေလမ်းသစ်စပြီးတော့စတင်နေတဲ့အချိန်ဖြစ်တဲ့အတွက်စီးပွားရေးရှုထောင့်ကတွက်မယ်ဆိုလို့ရှိရင်တကယ်ကိုအလားအလာရှိတဲ့ potential ရှိတဲ့အချိန်ကောင်းပဲဖြစ်တယ်။နောက်10နှစ်လိုမျိုးနောက်15နှစ်လိုမျိုးကြာသွားပြီးမှမြန်မာနိုင်ငံမှာအသက်အမကန်ထုံးကားပြီးမြန်မာနိုင်ငံကအိမ်တော်ဦးစီးတိုင်းမှာလမ်းတိုင်းမှာအိမ်တိုင်းမှာတကားလိုက်ခောက်ကြည့်လိုက်လို့ life insurance အသက်အမကန်ဆိုတာလူတိုင်းမှာရှိနေပြီး အိမ်လာဦးစီးတိုင်းမှာရှိနေပြီဆိုတဲ့အခါကျတော့မှဖြည်းဖြည်းတို့ကအသက်အမကန်ကို sharing လုပ်ပေးခြင်းနဲ့ life insurance ဘလို့ထားတဲ့နဲ့အသက်အမကန်ဘလို့ထားတဲ့နဲ့ဆိုတာကို knowledge sharing လုပ်ပေးခြင်းနဲ့ဆိုလို့ရှိရင်အားလုံးကနောက်ကျသွားပြီကိုမဟုတ်တဲ့တခြား financial advisor ကိုမဟုတ်တဲ့တခြားသော အသက်အမကန်ကိုစလဲစီမှာ ထားပြီးသားဖြစ်တော့မှတေးကြတယ်။အဲ့ဒီအတွက်အခုလိုအလားအလာရှိတဲ့အချိန်မျိုးမှာကိုကတကယ်ကိုအားစိုက်ပြီးတော့အချိန်ပေးပြီးတော့ စ조사မယ်ဆိုလို့ရှိရင်မြန်မာ market ကအသစ်ဆက်ဆက်ကြီးဖြစ်နေတယ်မြန်မာနိုင်ငံမှာလူတွေကအသက်အာမခံ life insurance ဆိုတာကိုထအကောင်းမှန်းမသိသေးတဲ့အချိန်ဖြစ်နေတာဖြစ်တဲ့အတွက်ကိုက စီးပွားရေးရှုထောင့်ကကြည့်မယ်ဆိုလို့ရှိရင်ဒါဒီတကယ်ကိုအလားအလာရှိတဲ့ potential ရှိတဲ့စီးပွားရေးအခွင့်အရေးတစ်ရပ်ဖြစ်တဲ့အတွက်ကိုအချိန်ပေးပြီးတော့အားစိုက်ပြီးတော့조사မယ်ဆိုလို့ရှိရင်ကိုအတွက်ကိုမိသားစုအတွက်ဝင်ငွေလေးအများကြီးရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံသားတွေအတွက်အဖက်ဖက်က ဆုံးရှုံးနိုင်ခြင်းများလေလေဖြစ်နေတဲ့အခုလိုအချိန်မှာအကာအကွယ်တွေအများကြီးရမှာသိကြပါတယ်။ဆွေမျိုးတို့အင်္ဂလန်အခြေစိုက် Prudential Myanmar Life Insurance Company မှာ Financial Advisor လို့ခေါ်တဲ့အသက်အမကန်ကိုယ်စားလှယ်အလုပ်ရှောက်ထားဖို့အတွက်ဘာတွေလိုလဲဆိုလို့ရှိရင်မှတ်ပုံတွေမိတူ၊သကောင်စည်းမိတူ၊ရိုးမဘဏ် Flexible Account တခြားဘဏ် Account မရပါဘူး။ Wealth Management မိတူ၊ ကိုယ့်ရဲ့ professional ဓာတ်ပုံတစ်ပုံနဲ့အတူ CV form ကိုဆွေးနွေး CV သို့မဟုတ်ဆွေးနွေး Viber ကိုဆက်သွယ်ပေးပို့ပြီးတော့ရှောက်ထားနိုင်ပါတယ်။ Financial advisor လို့ခေါ်တဲ့အသက်အမကကိုယ်စလဲအလုံးနဲ့ပတ်သက်ပြီးတော့အခုထပ်ပို့ပြီးတော့အသေးစိတ်သိချင်တယ်အသေးစိတ်လေ့လာချင်တယ်ဆိုလို့ရှိရင်အခုလာမဲ့မေလ10ရက်နေ့စနေနေ့မနေ့10နာရီကနေ12နာရီတိတိအချိန်မှာ ရန်ကုန်မြို့စုလီ square prudential myanmar life insurance company head office မှာ knowledge sharing ပွဲလေးပြုလုပ်မှာဖြစ်တဲ့အတွက်ကို စိတ်ဝင်စားနဲ့လာရောက်နားထောင်ခြင်းနဲ့စိတ်ဝင်စားနဲ့လာရောက်လေ့လာပြီးတော့အသေးစိတ်မေးမြန်းခြင်းနဲ့ဆိုလို့ရှိရင်ကျွန်မ CV မှာ ကိုယ့်ရဲ့နာမည်လိပ်စာ ဖုန်းနံပါတ်နဲ့အလုပ်ကိညာပေးပို့ပြီးတော့အမည်စရင်းပေးသွင်းနိုင်ပါတယ်ရှင်။ business opportunity presentation knowledge sharing ပွဲတက်ရောက်ဖို့အတွက်ကလူဦးရေအရေအတွက်ကန့်သက်ချက်ရှိရတဲ့စိတ်ဝင်စားနဲ့လူကိုယ်တိုင်လာရောက်လေ့လာခြင်းနဲ့ဆိုလို့ရှိရင်အ мян ဆုံးစည်ရင်းပေးသွင်းဖို့လိုပါတယ်ရှင်။